အားလုံးပဲမင်္ဂလာပါရှင်။မြေဦးနယ်တိန် channel ကနေမေဘာမာစာအုပ်ကိုအခန်းဆက်လိုက်ဖတ်ပြနေတာဒီနေ့ဆိုရင် အခန်းကိုကို ရောက်ပါပြီရှင်။ဒီစာအုပ်ကိုဆရာဦးဝင်းညင်းက Miss Burma ဆိုတဲ့စာအုပ်ကနေဘာသာပြန်ထားတာဖြစ်ပါတယ်။မူရင်းရေးသားသူကတော့စာရေးဆရာမ Sharmin Creek ဖြစ်ပြီးတော့ဒီစာအုပ်ကမြန်မာပြည်မှာထင်ရှားကျော်ကြားခဲ့တဲ့ မင်းမမနော်လီဇာပင်စင်ရဲ့အထုတ်ပတ်တီလည်းဖြစ်ပါတယ်။ဒီစောက်ကိုရေးသားခဲ့တဲ့ဆာယီဆီယမရှာမင်းခရစ်ကတော့နော်လီဇာပင်စင်ရဲ့တမိဖြစ်သူလည်းဖြစ်ပါတယ်ရှင်။ဒီစောက်ထင်မှာပါတဲ့ဇဝင်ကန်တချို့ကကလေးတငယ်တွေနားဆင်ဖို့မသင့်တော်တဲ့အတွက်ကလေးတငယ်တွေနဲ့တူနားဆင်ခြင်းမပြုဖို့အတွက်ကြိုတင်အသိပေးပါရစေရှင်။အခန်းကိုဆက်လက်နားဆင်အားပေးပါအောင်ရှင်။ ခန်းကို တောများစီတို့ဖေဖော်ဝါရီလတွင်ကရင်တော်လန်ကြီးပထမရက်သက်တပတ်ဖြစ်ပြီးထိုကာလအတွင်းမှာပင်ဝမ်းနေကြည်ကွေးပွေရများစွာတို့ကြုံတွေ့ရသည်တော်လန်ကြီးကိုကချင်တို့ကလည်းပါဝင်လာခဲ့ကြပြီးမြမပြည်ဤမြို့ကြီးများဖြစ်သည်မန္တလေးပြည်အပါဝင်တို့မှတပုံတို့ဤလက်တွင်ကြဆင်းသွားသည်ဘယ်နီကလေရင်စီးလုံးကားကအခြားအရက်သားကရင်များကိုပါတင်ဆောင်ပြီး တထုံတနင်္သာရီအစရှိသောစစ်ဘေးဒဏ်မှလွတ်တည်မြို့များသို့ပို့ဆောင်စေသည်တထုံဆိုဒီမှာမုံမရင်တို့ထိနှန်းဆိုင်ခဲ့သောမြို့ဖြစ်ပြီးတနင်္သာရီမှာမမပြည်တောင်မရှိမြေပြန့်ဒေသဖြစ်သည်လူဇာသာတရိယာမီဆိုလျင်တထုံ၌သူတို့မိသားစုငားနေသောတာယာဝရီအိမ်တွင်ဒေဒီအားဂျပန်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကနေထိုင်ခဲ့သောအိမ်နှင့်တူသည်တာယာဝရီတွင်ဒေဒီဂျပန်တို့လက်မှလွတ်မြောက်လာခြင်းကလည်း ခူလီရွာတွင်အဖမ်းခံရစဉ်ကနေတူပါသည်သို့သောလူစားကမိဟန်ဆောင်နေသည်ထို့ပြင်တထုံမနေအိမ်မှာရှီဟောင်းအုံမြို့ရူဟုယူဆရသောနယံနှင့်ကက်လျက်လေးဖြစ်သည်ခြုံရွယ်ပိတ်ပေါင်းတို့ဖုံးအုပ်လျက်ရှိပြီးတောင်ကုန်းပေါ်တွင်အဖြူရောင်နှင့်ရွှေရောင်တို့ချဲတထားသောဇီးဒီတစုရှိသည်လူစားနှင့်ဂျော်နီတို့အတွက်ထိုတောင်ကုန်းကလေးမှာနေစဉ်ပုံမှန်ရေချိုးရခြင်းစန္ဒယာလက်ွက်များလီးကျင်ရန်တို့မှရှောင်းပုံးရနေရာတစ်ခုပင်ဖြစ်တော်သည် ပဝန်ကျင်မှာအစ်စ်တိုးပွားလာသောမုံမိတ်ဆွေကလေးများနှင့်ဖရာကုန်းတော်ပေါ်တွင်ကစားကြသည်။စီးလာသည့်ဖနှက်များကိုချွကာသူတို့ကိုသူတို့ငှက်များအတွင်မှတ်ယူကာလေထဲတွင်ဝဲကြသည်။ပါဇက်များကိုဟကာလေတဝကြီးရှူသိမ်းကြသည်။ဒေရီကလူစားအားစစ်ပြေရာသို့သူ့အကော်ဒီယံမမေ့မလျော့ယူဆောင်စေခဲ့ခြင်းကြောင့်ညဘက်တွင်အကော်ဒီယံတီးရသည်။လူစား၏လက်တံကိုနားဆင်ရင်ဒယ်ဒီသည်သဘောကျစွာခက်ကြဲကြဲရည်ရဲ၏ ဒေဒီဤရည်တန်ဤပျော်ရွှင်၍ရည်ခြင်းထက်နာကြည့်၍ရည်ခြင်းဟုလူစားနားလည်ပါသည်ဒေဒီရည်တန်ကြားရတိုင်းမမာကမျက်ဆောင်ထိုးဒီသာဖြစ်သည်အေဘီလာတွင်သူတို့ငားနေသောတထုံအိမ်တို့ဆက်ဆိုင်မြဲမြဲရောက်ရှိလာသူမှာမစ္စတာဒါကဝတ်ဖြစ်သည်မစ္စတာဒါကဝတ်ငားမိတ်ဆွေကြီးဒါကဝတ်ငါ့ကိုခွင့်လွှတ်ပါကွာဘိုဒါကဝတ်ရဲ့ဟူဗမာတက်မတော်ယူနီဖောင်းဝတ်ကပေးရီပိန်လီနေသောလူတစ်ယောက်ကို အိမ်လီကခြေရင်းတွင် တွေ့ရသောအခါဒယ်ရီကဆိုသည်သူထံတွင် ထူဆန်းသောစာတစောင်ပါလာ၏ထိုစာမှာဝင်ကြီးချုပ်ဦးနုက ခွင့်လွှတ်ပါရင် တောင်းပန်ထားသောစာဖြစ်သည် ထိုစာနှင့်ပတ်သက်၍ဒယ်ရီက ကလေးများနားလည်စေရန် အခန်းထဲ၌ရှင်းပြသည်ဒက်ဂဝတ်ကအပြင်တွင်ရှိပြီးမမကလည်းခရီးသွားမိဒယ်ရီအတွက်လိုအပ်သည့်များကိုပြင်ဆင်ထည့်ပေးနေသည်ဒက်ဂဝတ်ယူဆောင်လာသောစာမှာဒယ်ရီအားသူနှင့်လာရောက်တွေ့ဆုံဆွေးနွေးရင်း ဝန်ကြီးချုပ်ဦးနုကဖိတ်ခေါ်သည့်စာဖြစ်ကြောင်းမော်လမြိုင်တို့တွားရောက်တွေ့ဆုံရမည်ဟုဒယ်ရီကပြောပြသည်ဒီစာဒယ်ရီစီရောက်လာတာအံ့ဩစရာမကောင်းလားဟုဒယ်ရီကမေးသည်အံ့ဩစရာကောင်းပါသည် သို့တော်ဒယ်ရီမြေဝန်ထဲတွင်ကြောက်စိတ်ကိုမြင်တွေ့နေရသည် မစ္စတာဒက်ဝတ်၏အကြည့်များတွင်ဇုံတရားဖုံးကွယ်ထားသည့်ပုံစံရှိပြီးသူ့အပြုံးများမှလည်းဟန်ဆောင်အပြုံးများသာဟုယူဆရသည် မမကဝလုံးထဲသို့ကောက်ငင်းထဲကပေါင်းထားသည့်ကောက်ငင်းကြီးတောက်ကိုဒဲဒီအိတ်ထဲထည့်လိုက်ပြီးတူရဲတော့အိမ်ပေါ်ဖြစ်သည့်ထထားကိုခရီးသွားလျင်ဒဲဒီဝုမီဘောင်းမီကိုမိဘူးထိုးခိုင်းလိုက်သည်ခင်ဒဲဒီကခေါ်လိုက်သည်ဒီလိုလာပါဦးမမကမိဘူကန်ထဲတွင်ဒဲဒီစားတောက်ရင်ကျုပ်ပြုတ်ပြီးနေသဖြင့်ဒဲဒီက လက်ဆွဲကသွားခေါ်လာခဲ့ပြီးတာသမီများနှင့်ဝန်းရံလိုက်သည်လူစားတတိပြုတ်မိလိုက်သည်မှာသူတို့အားလုံးနှုတ်ဆက်နေကြသည် သားတို့သမီးတို့အခုဒဲဒီသွားမဲ့ခီးကမျောလင်းချက်အများကြီးရှိတယ်။မမကတော့ငိုနေပြီဖြစ်သည်။အရင်ကတည်းမျောလင်းချက်ရှိလာတယ်လို့ဒဲဒီပြောခြင်းနဲ့ဒဲဒီတို့ခုချိန်ထိဘာအန်နေရဲမှ မကြောက်သေးတာကအင်မတန်ကံကောင်းနေတာ။ကိုမကြောက်ပါဘူးခင် ဟုဆိုသည်။ပုံမှန်အားဖြင့်ဒဲဒီနဲ့မမတို့စကားပြောကြသည့်အခါကိုဘာသာစကားဖြင့်သာကိုပြောလို့ရှိကြပါသည်။မိတ်ဆွေများနဲ့စကားပြောသည့်အခါတွင်လည်းထိုနည်းအတူပင် ခုတော့မမသည်ဒယ်ရီရင်ဝင်တို့တိုးဝင်က လေပင်းကိုဖတ်ထားလိုက်သည်ကျွန်တော်ကြီးလိုက်ရင်အဲ့ဒီလူကိုတတ်ပြစ်မယ်ဟူဂျော်နီကကျင်းသည်တာဒီလိုမပြောရဘူးလေဟူဒယ်ရီကမှန်လိုက်သည်မစ္စတာဒါကွတ်ကသူ့လို့သူလောက်တာပါသူတို့အားလုံးစကားပြောနေကြသည်မှာဒယ်ရီအဖမ်းခံလိုက်ရပြီဟူသောအတွင်ကိုစောင့်နေကြသည်လူစားသည်လဲရင်းတို့ပင် တွေးထင်မိနေသဖြင့်ပြုံးရသည်မှာအသက်မပါပဲ ဒယ်ဒီကိုစိတ်အေးအေးနဲ့သာသွားစီခြင်းမသည်ဒယ်ဒီမော်လမြိုင်ကိုဘာနဲ့သွားမှလဲဟူစိတ်ပြေလက်ပြောင်းမေးလိုက်ဤအင်းလေရင်နဲ့ပဲဖြစ်မယ်ထင်တယ်သမီးလေရင်ကဘလောက်ကြာအောင်စီးရတာလဲတိတ်မကြပါဘူးသမီးရဲ့နိုင်ပိုင်းလောက်ပါပဲလေရင်ကြီးကအကြီးကြီးလားတိတ်တိတ်လေးလားဒယ်ဒီဂျော်နီကဝင်ဆက်စုသည် လေရင်နဲ့တွားရမည့်ခရီးဆိုသည်ကသူတို့အတွက်ထူးခြားနေသည် ဒေဒီပြန်လာပါမလားဆိုသည့်အတွေးကသားသမီးတို့ယင်မာကြီးဆိုနေသည်ဒေဒီပြန်လာတော့သားသိချင်တာတွေပြောပြမှာပေါ့ဒေဒီကသားသမီးတို့ကိုကြည့်ကပြုံးလိုက်သည်ကိုင်းဒေဒီသွားတော့မယ်ဒေဒီသွားတဲ့အခါသားတို့သမီးတို့ကစိတ်မကောင်းတဲ့မျက်နှာလေးတွေနဲ့ကြံ့ရင်မှဒယ်ဒီမကြိုက်ဘူး။သားတို့သမီးတို့မျက်နှာလေးတွေရွှင်ရွှင်ပြက်ပြက်ကြံ့ရင်ခဲ့တာပဲဒယ်ဒီမြင်ချင်းနေ။ဂရေးစီလေးကအစအလုံးပြုံးပြီးနေရခဲ့ကြပါ။ ထို့သောသောစကားကိုကြားလိုက်ရကမှဂရီစီကလေးကဝမ်ပန်တနေနဲ့ရှိုက်တံမထွက်အောင်ကြိတ်ခါဆိုရင်သူ့အမလူစားလေဝင်းကိုဖတ်ထားလေသည်ထို့ညတွင်တအိမ်လုံးတိတ်ဆိတ်ခါငြိမ်သက်နေကြသည်လူစားသည်သူ့မောင်နှမများနှင့်အတူအပေါ်တဲ့ကျမ်းမြင့်ပေါ်အိပ်ရင်းမော်လမြိုင်သို့သွားသည့်ဒက်ရီခီးစဉ်ကို တွေးနေမိသည်မျက်စိထဲတွင် မစ္စတာဒါဂွတ်နဘေးတွင် ထိုင်နေမိဒယ်ရီကိုမြင်ရောက်မိသည် မိုးများရွာနေသည့်ကြားတွင်လေရင်သည်တုန်ခါပြီးပြန့်တန်းနေသည်စိမ့်မြရာအောင်ပင်လယ်ရေဆက်ရှိလေရင်ကွင်းသို့ဆင်းသက်သွားပြီးနောက်ဒယ်လီဆင်းလာခြင်းတွင်မူနေမင်းကထွန်းလင်းနေသည်ဆက်လက်မြင်ရသည့်မြင်ကွင်းကိုမူလူ이사မမြင်လိုပါစိမ့်မြရာအောင်ရေပြင်ထဲမှတနက်ကင်ဆောင်ထားသည့်စစ်သားများပေါ်ထွက်လာကြပြီးဒယ်လီကိုလိုင်းလုံးများတပွဲဝိုင်းလိုက်ကြသည်မစ္စတာဒက်ဝတ်က နဘေးတွင် သူနှင့်မသက်ဆိုင်တကဲ့သို့ရက်ကြည့်နေသည်နောက်တနေ့နနက်တွင်လမ်းပေါ်မှစူးစူးညံ့ညံ့အတန်များကြောင့်လူစားနိုးလာခဲ့သည်မမလည်းအခန်းထဲမှ ထွက်လာပြီးအိပ်ပျော်နေသည်တော့ကလေးများကိုနိုးကာအခန်းတစ်ခန်းထဲတွင်စူဝေးနေစေသည်မမမျက်နှာတွင်ကြောက်ရွံ့တုန်လှုပ်နေမှုကို အတိုင်းသားမြင်တွေ့နေရသည်မမကတထုံမြို့ကိုတိုက်ခိုက်ခြင်းမပြုဟုဗမာများသဘောတူထားခဲ့ကြသည်ကိုချိုးဖောက်လိုက်ကြပြီးဖြစ်ကြောင်းပြောပြပြီး တက်စဖောက်တွေဟုဆိုသည်ငါတို့တက်စာအဖောက်ခံလိုက်ရပြီ ဟုလည်းတယောက်ထဲပြောနေသည်ဗမာများသည် တထုံမြို့အတွင်းသို့ဝင်ရောက်စီနင်းခဲ့ကြပြီဒီစကားအတိဘယ်ကဘာလဲဟုလူစာတွေးနေသည်ဒေဂျီကိုဆိုလိုသလားဟုမေးလိုက်ခြင်းမသည် သို့တော့မမာကအတန်မထွက်ကြနဲ့အတန်ကြားရင် လာတက်လိမ့်မယ်ငိုလဲမငုံနဲ့ဘာမှလည်းမပူစားကြနဲ့စာရင်ကိုပါသာရှာစား ရေးစာရင်လဲရှာတောက်ကြတော့ညောင်းလာတယ်ဆိုရင်လဲမိထားလိုက်နားတယ်ဆိုရင်လဲကို့မျက်ရည်ကို့ဘာသာတုတ်ပြီးတော့ဟုဆိုသည်မမကိုယ်တိုင်ငိုနေပြီးသားတို့သမီးတို့ကိုဘုရားသခင်ဆောင်းလျှောက်တော်မူပါဟုတိုင်တယ်နေတော့သည်နောက်ဖေးဘက်တွင်ရှိသောခြုံမို့များစီတို့ပြေးခဲ့ကြပြီးနာယီပေါင်းများစွာငြိမ်နေကြရသည်အငယ်ဆုံးသမီးကလေးမော်လီကစာသည်ဆိုတော့ကြောင့်ခင်ကချော့ထားရသည် ထိုစဉ်နောက်ကျောဘက်ရှိတောအုပ်ထဲမှာအတန်နဲ့နဲ့ဖြင့် အော်တန်ကြလက်ရသည် ကလေးများမကြားစီရန်အတွက်ထထကသူထမိန်နှင့် ကလေးများအားနားပိတ်ပေးထားလိုက်သည်ညနေပိုင်းမောင်စပြိုလာခြင်းတွင်မမကအေးဆွန်ထွက်ကအစာပြီစားနိုင်ရန်မုံများနှင့်လေမိုတီးတချို့ယူဆောင်လာခဲ့သည်မမက ကလေးများနှင့်အတူထထကိုပါမျှဝေကြွေးခဲ့သည်ညဘက်အချိန်တွင်မမဦးဆောင်ကအိမ်စီတို့လေးဘက်တွားသွားခဲ့ကြသည်မမကသမီးတို့သားတို့ကိုမမတယောက်မှဆုံးရှုံးမခံနိုင်ဘူး မကိုမျက်ခြေမပြတ်ကြစေနဲ့ဟုမာကြခဲ့သည်ဒေဒီပြန်လာရင်ဘလို့များလိုက်ရှာပါမလဲဟုလူစားကသူ့မမနောက်မှလိုက်ရင်တွေ့နေမိသည်ကျွန်တော်ရေးစားတယ်မမဂျော်နီကညှီးလိုက်သည်မမကရုတ်တရက်ရက်လိုက်ပြီးတို့တချောင်းကောက်ယူကဂျော်နီဤကြောကိုရိုက်လိုက်သည်နာလွန်းသဖြင့်နှကမ်းများတဆက်ဆက်တုံလာတော်လဲမငိုရဲပဲမျက်ရည်များသာတွေ့တွေ့ကြလာ၏ ရှိဆက်သွားရင်စားစရာတခုခုတော့တွေ့မှာပါမမကစိတ်မကောင်းတက်တာစွာနဲ့ပြောလိုက်သည်ရှင်းနေသည့်လမ်းပေါ်တွင်လူတယောက်ကမြင်လဲတစည်းဖြင့်သူတို့အားစောင့်နေ၏ထိုသူကထထအပါဝင်သူတို့အားလုံးကိုတထုံဘူရာတို့ပို့ဆောင်ပေးသည်တထုံဘူရာတွင် ကရင်မိသားစုများစွာတို့မှထွက်ပြေးကြရင်စုဝေးရောက်ရှိနေကြ၏ပလက်ဖောင်းပေါ်တွင်ထိုင်နေသော ကရင်အမျိုးသမီးကြီးတအူးကထွက်ပြေးရန်ပြင်ဆင်နေကြသောကရင်မိသားစု၃စုတို့ ခေါင်းဖြတ်တက်ခံလိုက်ရသည်ဟုပြောပြနေသည်လူစားကမမကိုပတ်ခါပြေလွာဆော့ကစားနေသောဂျော်နီနှင့်ဂရေစီတို့မောင်နှမကိုကြည့်နေမိသည်သူတို့လေးတွေကခေါင်းကလေးတွေမော့ကမမကိုကြည့်ကြပြန်သည်ဒီမျက်နှာကလေးတွေဒီကိုမှမြဲပါစေဟုသာဆုတောင်းမိပါသည် ာယုံတက်လူပြီးဖြစ်၍မိုးကောင်းကင်တွင် အပြာရောင်များရှက်တန်းလာသည်ယထာတစဉ်လာလိမ့်မည်ဟုသတင်းကြရသဖြင့်လွတ်လွတ်ရှာရှာဖြစ်စပြုလာသည် ခီးသွားကြမည်လူရပေါင်းများစွာတွင်မမကအနှင်းငယ်လှုပ်ရှားလာသည်ယထာပေါ်ရောက်သွားလျင်လုံခြုံစိတ်ချရပြီးဟုမမကဆို၏လူစားကမူသူတို့တခြားနေရာသို့ထွက်ခွာသွားမည်ဖြစ်၍ဒယ်ရီအတွက်စိတ်ပူမိခြင်းကြောင့်ဒယ်ရီကသမီးတို့ရှိမယ့်နေရာကိုရောက်အောင်လာမှာပါနော် ဟူမမကိုမေးလိုက်မိမမမျက်နာပေါ်တွင်အလေးဟောင်တစ်ခုဖြတ်သွားတကယ်တို့ထင်လိုက်ရသည်သို့တော့မမကစကားမပြန်သေးဘဲသူ့အတွေ့အဲတွင် သူနှင့်မျောနေလိုက်သေးသည်ပြီးတော့မှအချိန်မရွေးရောက်လာနိုင်တာပေါ့ဟုဆိုသည်သို့တော့ထိုစကားတံမှာမမစကားတံမဟုတ်တကယ်တို့ခန်းစားရသည်ယထာကဘီးလင်းကိုကြော်၍ဆက်မမောင်းတော့ကြောင်းတင်းစကားများထွက်လာ၏မမကစိတ်ပူပန်စွာဖြင့်ရှင်းပြသည်မှာ ဘီလင်းဆိုဒီမှာတထုံမြို့မြောက်ဖက်မိုင်30မြာသာဝေတော်မြို့တမြို့ဖြစ်သည်ဟုဆိုပါသည်ဘီလင်းကိုလည်းဗမာတပ်သားများကလွန်ခဲ့သည့်ညကပင်တမြို့လုံးမွေခဲ့သည်ဟုတရင်ကြရသည်မကြခင်မှာပင် ထွက်ပြေးခိုလုံကြမိဒုက္ခသည်များအလုံးအယင်းနှင့်ရောက်ရှိလာကြသည် ရှင်လူများပေပွားနေသည့်ဘီလင်းမြစ်ကန်နာတစ်လျှောက်တွင်ဒီရင်နှင့်အတူပါလာသော လူသေးအလောင်းများ ပလင်းဖန်ခွက်အကွေးများ မီးတောင်ထားသောအုတ်ခဲအပိုင်းစများမှ မြင်မကောင်းအောင်ပင်ခုချိန်အထိလွေစာနားလည်ထားသည်မှာကရင်လူမျိုးတို့သည် အလူအတန်းရဲ့ရောကြသည်သူတို့မှရှိလျင် သူတပားတို့အားဝေမြရင်ဝန်မလေးကြဟု၍ဖြစ်သည်ဘီးလင်းစိတ်ကံကိုလက်နက်ကင်ဆောင်ထားသောကရင်များစောင့်ကြံ့နေကြသည်သူတို့ရှင်းသည့်အချိန်ကြမှဒါလျင်စားရေးတောက်ရေးစီစဉ်ကြရုံမြင်ဖြစ်သည်ပထမနေ့ညနေဆောင်လာချိန်တွင်မမကသူတည်ဆောင်လာသည့်ပစ္စည်းများထဲမှ ိုးတလုံးကိုထိုးယူလိုက်ပြီးထထာအားရင်နွေးတည်စေသည်ရေတောက်နိုင်ရန်ဖြစ်သည်ရသမျှအချိန်တွင်မမတဲလာနိုင်ခဲ့သည်မှာဘီစကေမုံအချို့နှင့်အသီးနှံတချို့သာဖြစ်ပြီးအသီးနှံများမှာစား၍ကုန်သွားပြီဖြစ်သည်မမကမလန့်မကန့်တွင်သူတို့ကဲ့သို့စောင့်နေသော မိသားစုအားကလေးများအတွေ့ထမင်းအိုးဖင်တွင်ကပ်နေသောဂျိုးနှင့်အိုးရင်ကန့်နေတော့ကြက်တာဟင်းအနစ်တို့ပေးပါရန်တောင်းခံသည် အမျိုးသားကမမမျက်နာကိုဆူဆူဝဝကြည့်လိုက်ပြီးနောက ထမင်းကျန်ဟင်းကျန်များကို မြစ်ထဲသို့တွန်ပစ်လိုက်သည်လူစားကဗိုက်စာနေတော့လေထူထူဤအပြုတ်မှုကိုကြည့်ကအံ့ဩခဲ့ရသည်ညမောင်လာချိန်တွင်မြစ်ကန်နဘေးမီးဖို့ကမြေကြီးပေါ်မှာပင်အိတ်ကြရသည် မြစ်ပြင်ပေါ်သို့ဖြာကျနေသောလှရောင်ကြောင့်အလင်းရောင်အနှင်းငယ်ရသည်ဂျော်နီကရုတ်တရက်မမကအဲ့ဒီလူစီကထမင်းကျိုးကိုမတောင်းတင်ဘူးဟုဆိုလိုက်သည် ပုံမှန်အဖြစ်ဆိုလျင်မမသည်ဤကဲ့သို့ဝေဖန်အတွန့်တက်ခြင်းကိုလက်ခံတတ်သူမဟုတ်ပေ။နှစ်ပြင်ကိုသာကြည်နေပြီးဂျော်နီပြောသည်ကိုမကြားတကဲ့သို့နေလိုက်သည်။ထို့နောက်မှမမတောင်းနေဆိုတာကသားတို့အတွက်အလူခံတာပါ။သူတို့အတွက်အပူဖြစ်နေတာမို့လဲပြောခဲ့တာပါ။ဟူအေးအေးသက်သာပင်ရှင်းပြသည်။မမအတန်မှာဝမ်းနည်းနေသည်။လူတယောက်အတွက်အသုံးမဝင်တော့ပေမဲ့တခြားလူတယောက်အတွက်အသုံးတည့်သေးတယ်ဆိုတာသူနားမလည်လို့ပါ။ ဟုရှင်းပြသည် တကယ်တော့ရှင်းပြရရင်မလို့အောင်သာသမီတို့ကနားလည်ခဲ့ကြပါသည်ကြက်သားရင်တော့ကျွန်တော်ကစားချင်တာပေါ့ဟုဂျော်နီကဆိုသဖြင့်မမနဲ့ထထတို့ကရည်ကြသည် မမကဂျော်နီကို သူ့ကိုနဲ့အနီးကဆုံးဖြစ်အောင်ဆွဲခဲ့လိုက်သဖြင့်လူစားကမနာလိုပင်ဖြစ်ခဲ့ရသည်ဒီလိုမတွေးရဘူးသားလူသားမန်တွေကသာအဲ့ဒီလိုတွေးတာသူတို့ကလည်းတအထင်မသေးလိုက်နဲ့ ူတို့ကတားတို့လိုအဆင်မြင့်မြင့်မတင်ကြခဲ့ရလို့အဲ့ဒီလိုတွေးတာတာတကယ်ဆိုမမတောင်းတာကိုသူပေးလိုက်ရင် သူ့အတွက်အလူတစ်ခုမြောက်သွားမယ်ဇာလာမိုးတိတ်နေသူကိုလူရချင်းကြောင့်တာမန်ထက်အကျိုးထူပါတယ်ဘုံတော်ကြီးတွေတပိတ်ပိုက်ပြီးဘာကြောင့်ဆုံးခံနေတာလဲမိုးကောင်းကင် ဟင်းလင်းပြင်အောက်တွင်လူစာပထမဆုံးအကျဉ်အိပ်ဖူးခြင်းပင်ခက်လန်လန်မှ ပြစ်တန်ခက်တန်ပောက်ကွဲရန်လို့ကိုလည်းကြားနေရသည် မိုးကောင်းကင်ပေါ်မှာ မိတ်တုံမိတ်တုံလုံနေသောကြဲကလေးတို့ကိုကြည့်ရင် လိုင်းတန်ကိုလည်းကြားနေရခြင်းကြောင့်မကြမီမှာပင်လူစားအိပ်ပျော်သွားတော့သည်အိပ်ပျော်ကနီးဆဲဆဲတွင် မနှက်မိုးလင်းရင်တော့အဲ့ဒီအမြင့်ကလေးတွေလိုက်ရှာပြီးကြောက်တုံနဲ့ထုမီးနဲ့ဖုတ်စားရင်တိတ်ချူတာသူများစီကဆန်လဲတောင်းစရာမလိုတော့ဘူးပေါ့ဟုတ်မမပြောနေသည်ကို ကြားလိုက်ပါသေးသည် နောက်တစ်နေ့တွင်ဘီလင်ကံပါတစ်ခုလုံးနှီးပါ ရှင်းသွားပြီဖြစ်၍ဖောင်တစ်ခုငါးကတစ်ဖက်ကန်သို့ကူခဲ့ကြသည်မမက ပြောသည်မှာလမ်းလျှောက်ကြပြီးတောင်တလုံးကိုကျော်လိုက်ရင်ကျွန်းတင်များပြုစုပြိုးထောင်ထားသည့်ကျိုးဝိုင်းတို့ရောက်မည်ဖြစ်ကြောင်းသူကျိုးဝိုင်းကိုအုတ်ချုပ်သူမှာဒယ်ဒီဤမိတ်ဆွေဖြစ်သည်ဖြင့်သူကျိုးဝိုင်းမှာပင်ခိုးနေနိုင်မည်ဖြစ်သည်ဟုဆိုသည်။၃ရက်လုံးလုံးမြစ်ကိုစံတက်ကရှောက်လာခဲ့ကြသည် ဇာလောင်သည့်အခါမမညွန်ပြသည့်အတိုင်းအပင်ဆိမ့်ဆိမ့်တို့ကိုနှုတ်ကအမြင့်များကိုဝါစားကြရသည်ညအခါတွင်ရှွန့်အလူလူမြေပြင်ပေါ်၌အိတ်ကြရသည်တိုက်ပွဲများဖြစ်ပွားနေသည့်နေရာနှင့်ဝေးဒီထက်ဝေးလာခြင်းကြောင့်လောဘဒေါသတို့နှင့်ကင်းဝေးကအေးချမ်းမှုရလာသည်ဟုလူစားခံစားမိသည်စရုထမြောက်ညနေခင်းတွင်တာမောကရင်တို့နေထိုင်သည့်တဲငယ်တလုံးတို့ရောက်ရှိလာကြသည်သူတို့စားသည့်ညနေစာကို လူစားတို့မိသားစုအားကြွေးခဲ့ကြသည်ညနေစာမှာအရေးကြဲကြဲစားလေးလေးကြိုထားသောဆံပြုတ်ဖြစ်သည်ရှက်ရှက်နှင့်ဝန်ခံရလျင်ထိုညနေကစားခဲ့ရသောဆံပြုတ်မှာစားဘူးသမျှညစာများထဲတွင် အကောင်းဆုံးဟုလူစားဝန်ခံရပေမည်မိုးပေါက်များကြာနေသည့်ကြားမှပင်ခီးဆက်ခဲ့ကြသည် တောင်တရောင်ကိုကြော်ဖြတ်ကမြင်ရသောမြင်ကွင်းမှာအသက်ရှူမလာအောင်ပင်လာပါပါသည်မြူများကြားတွင်အိမ်မော်ကြာနေစေဖြစ်သောရွာကလေးတစ်ရွာကိုတွေ့ရသည် ရွာနှဘေးတွင်စီးဆင်းနေသောချောင်းကလေးတွင်ကြည်လင်သောရေများစီးဆင်းနေသည်။တောင်ဆောင်တလျှောက်တွင်စဘာစိုက်ပြူထားပြီးအထက်တရာပန်းမင်တို့မှလည်းအပြိုင်အိုင်းရှိနေကြသည်။ထိုဒေသတွင်နေထိုင်ကြသူတို့မှကားကိုပင်မမြင်ဘူးကြပေ။မမကသူတို့အားအကြောင်းကြားရသည်။သူတို့စားနေသောဆံမှသူတို့လက်မြီမှထွက်ရှိသည်။အသည်နန်ဆိုသည်မှလည်းစိုက်ပြူထားသည်များရှိတဲ့ကဲ့သို့ဒေါ်ဆံမှခူးကစားကြသည်များလည်းရှိသည်။ ငါးကိုချောင်းထဲမှာရသည်အသားကိုထောင်ချောင်းမှာရသည်အဝတ်စားကိုကိုယ်တိုင်ရက်လုကြသည်အယောင်ဆူးလိုပါကတဘဝအလျောက်သစ်ခေါက်များမှာရသည်အိမ်တော်မကြသေးသည့်အဖြူမင်းကလေးများကတင်တိုင်းအဖြူများဝတ်ဆင်ကြပြီးအဖြူပေါ်တွင်အနီစင်းပါကခြေမျက်စိအထိလုံးကျုံစွာဝတ်ဆင်ထားကြသည်အိမ်တော်နှင့်မျိုးသမီးများကထမိန်ကဲ့သို့စီးနောင်ထားသည့်အောက်ပိုင်းနှင့်အပေါ်ပိုင်းတွင်အနက်ရောင်ပိတ်ဆာများကိုရင်စည်းအဖြစ်ဝတ်ဆင်ကြ၏ သူတို့ဘဝများသည်ရိုးစင်းလာပြီးတဘာဝကပေးအပ်သည့်ပစ္စည်းများကိုသာစားတောက်သုံးဆွဲကြသည်ဟုမမကပြောပြသည်တခါတရံတွင်သူတို့၆ဦးသည်ဘုံကြီးကျောင်းတွင်အိတ်ကြရသည်တခါတွင်သူတို့သည်တစုံတဦးရှာဖွေစုဆောင်ထားသောအသီးပုံပေါ်တွင်နိမ့်နိမ့်ချက်ချက်အိပ်ပျော်သွားခဲ့ကြသည်သွားမတက်ရသည်မှကြာပြီဖြစ်၍ညစ်ပတ်လာသောသွားများကိုတိုက်ရန်ထထခရှာဖွေရာမိသွေးကဲတွေ့လာခဲ့သည်တဘာဝကပေးသောသွားတိုက်စီပါပဲ ပူဝိုက်တော်နေခင်များတွင်ချောင်းနေစင်ရေချိုးခြင်းဖြင့်ဘဝဟောင်းကိုပါမိထားကြရတော်သည်တမနက်တွင်သူတို့သည်ခီးဆက်ရန်အတွက်တောင်အောက်သို့ဆင်းရန်ပြင်ဆင်နေကြခြင်းတွင် Grace ကတောင်အောက်ကိုလှမ်းကြည့်ရင် Daddy ကဗမာလဲဟု ကောက်ခါငင်ကမေးလာသည် သူပါကြောင့်သတိရလိုက်သည်ကို မသိကြပေ Johnny ကသူ့နှမကို မကြည်မနက်လှမ်းကြည့်လိုက်သည် Grace သည်မိကငိုလူမတက်ရှိနေခြင်းတွင် လူစာနောက်မှကြက်တူရီတအုပ်ထပ်ပြန်သွားကြသဖြင့်အတွင်းနေချဲနေသောလူစာပင်အတွေးပြတ်သွားတော့သည်တရွေ့ရွေ့လျှောက်လာခဲ့စဉ်ကမျိုးလင့်ချက်ကြောင့်မမောနိုင်မပန်းနိုင်ပဲခွန်အားများတိုးခဲ့ကြသည်သို့တော့ပြည်တရာတို့ဤလက်ရာအုံနေတစ်သူဖြင့်ဆောက်လုပ်ထားသောအင်္ဂလိပ်များရှိပြီးထောင်ပေါင်းများစွာသော ကျုံးပင်များစိုက်ပျိုးထားသောကျိုးဝိုက်နှင့်ခက်လန်းလန်းတွင်ထုံးပြပြစီသည့်ကလေးတည်ထားသည့်နေရာသို့ရောက်သည့်အခါအလုံးလဲကြတော့သည် ကရင်လူမျိုးဖြစ်သောတော်ကောင်းသည်တတော်တစ်ခုလုံးစည်းမြင်နိုင်သောတောင်ပေါ်တွင်ဇနီးဆဲကျော်တက်ရွယ်သားနှစ်ယောက်နှင့်နေထိုင်သည်ထိုသူကမမာတို့မိသားစုကို ပြပြငငါပင်ကြိုဆိုသည်သူတို့မိသားစုနေထိုင်ရန်သူ့အိမ်မှာပင်အခန်းတစ်ခန်းစီစဉ်ပေးသည်ညစာအတွက်ဆွတ်ပြုတ်ပင်စီစဉ်ပေးလိုက်သေးသည်ထို့သောသူဇနီးကမူမမာဝတ်စားထားသော ပို့လုံကြီးကို မလို့တမာဖြစ်ဟန်ရှိ၏တကယ်တမ်းတွင်မူပို့လုံကြီးမှလည်းညစ်ပတ်ဆုပ်ပြက်နေပြီဖြစ်သည် ရှင်က ီလောက်ဒုက္ခတွေကြားတောင်းပိုးလုံးကြီးဝန်းနိုင်သေးတယ်နော်ဟုဆိုသည်အာနာတော်ပုံရတော့တော်ကောင်းကမင်းဘာတွေပြောနေရလဲသူ့ကိုမသိဘူးလားစောပင်စင်ရဲ့မင်းမလေးစောပင်စင်ဆိုတာကမြမပြီမှအချမ်းသာဆုံးကွာဟုဝင်ဟန့်လိုက်သည်အဲ့ဒီလောက်လည်းမဟုတ်ပါဘူးရှင်မမကအတန်တိုးတိုးကလေးဖြင့်ဝင်ပြောသည်လူစားကမူဘာကြောင့်မှန်းမသိသူ့တယ်ဒီချမ်းသာကြောဝမှုအတွက်ရှက်သွားမိပါသည် ရက်ပေါင်းများစွာကလေးများကဝမ်းလျှော်ဝမ်းပြည့်ဖြစ်ကြသည်လူစားကငှက်ဖြာဖြစ်နေသည်သူတို့မိသားစုမှာတော်ကောင်းပေးထားသော အခန်းထဲမှာပင် အောင်းနေကြသည်နေမကောင်းသည့်ထက်တော်ကောင်းကတော်ကသူတို့မိသားစုအားအရေးပေးထားသည်ကိုမကြိုက်သည့်အပြင်သားလူမျိုးနှစ်ယောက်ကလည်းပြုံ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 နဲ့အယောဝင်နေကြသည်ကိုလူလဟန်မရှိခြင်းကြောင့်တော်ကောင်းကတော်နှင့်မစုံမိစေရန်လည်းဖြစ်သည်မမနှင့်ထထတို့မှာကောင်းကောင်းအိပ်ရသည်မရှိပေ တချိန်တွင်ဂရီစီကလေးမှာအသက်အနည်းငယ်ဆိုရင်ရသည့်အထိဖြစ်ခဲ့သည်အိပ်ပညာများများလာသောအခါထထကသူ့မောင်များအင်းစိန်ပတ်ဝန်းကျင်မှတိုက်ပွဲများတွင်ပါဝင်ဆင်နွှဲနေကြသည်မှာအသက်ရှင်လျက်ရှိကြပါအောင်မည်လားဟုထာငိုသည်မမမစိတ်အကျဉ်းကျဖြစ်နေသဖြင့်စိတ်တူနေသည်တိုက်ဤဤဖြစ်နေသောဂျော်နီနှင့်ဂရီစီတို့ကိုမမပြောထားတာမမှတ်မိဘူးလားအတန်လုံးဝမထွက်နဲ့ဟုဆိုကရိုက်တော်သည် ကျွန်တော်အသက်ရှူလို့မရလို့ပါဟုဂျွန်နီကဆိုသည်အခန်းတကားမှာအမဲပိတ်ထားသဖြင့်မိမမှာအကြောင်းပြမနေနဲ့ဟုမမကဂျွန်နီကိုဆူလိုက်ပြန်သည်မမဒီနောက်ထပ်လမ်းမီခြေလမ်းအတွက်တွဆနေသည်ကိုလူစားနားလဲပါသည်ခုချိန်တွင်ကုကေရမယ့်အချိန်ဤသို့ရောက်နေပြီဖြစ်သည်တညတွင်တောကောင်းကတော့အော်ကြီးဟစ်ကျေဖြစ်နေသည်ကိုကြားကြရသည်သူယောက်ျားကို ဖောက်ပြန်သူတယောက်အဖြစ်ဆွဆွဲနေခြင်းဖြစ်သည်မိစ္ဆာရီကသူ့ကို ိမ်တွင်းနိုင်မနေနိုင်စေရန်မောင်းထုတ်နေကြသည်ဟုလည်းအော်ဟစ်ပြန်သည်။ကလေးများကအတန်တိတ်နေကြပြီးထိုမိမှစောင်းမြောင်းပြောနေသည်များကိုနားထောင်နေကြသည်။သို့တော့မော်လီကလေးကမူတောကောင်းကတော်ပြောနေသည်များကိုနားလည်ဟန်ဖြင့်ရှိုက်ခါငိုနေခြင်းကြောင့်မမကနှုတ်ယူတိုက်ကြွေးကရင်ဝင်ထဲတွင်ပြေဖက်ထားရသည်။စိတ်မပူကြပါနဲ့ကလေးတို့ရဲ့လင်းနဲ့မရဆိုတာတခါတလေလဲဒီလိုပဲရင်ဖြစ်တတ်ကြပါရဲ့ဟု မမမဲမဲတဲ့တွင်လီဒန်တူတူနဲ့နေသိမ့်ပါသည် နောက်တနေ့နဲ့တွင်မမသည်အိယာမအစောကြီးထသည်မမကိုကြည့်ရသည်မှာရှင်လန်းတကြွနေသည်လီဇာကသူ့မမ၏လှုပ်ရှားမှုများကို ကြည့်လိုက်သောအခါဆံမုတ်များနှင့်မျက်နှာကိုလိမ့်ချေကမိသွေးနှင့်မျက်ခုံမွေးလည်းဆွဲထားသည် ထမိန်ကိုလျှော့ဖွက်ထားပြီးဆုပ်ပြဲနေသောနေရာများကိုပြန်ချုပ်ထားသည်အင်ကြီးမှလည်းလျှော့ဖွက်ထားတော့ကြောင့်မူလပန်းရောင်ပြန်ပေါ်လာသည်ကလေးများကိုလည်းအိယာမထားစီပြီး အိမ်ပြင်ခေါ်ထုတ်ခဲ့ခြင်းကြောင့်လေသက်နက်ရှူခွင့်ရကြသည်တောင်ထိပ်ပေါ်မှဖြစ်ခြင်းကြောင့်တောင်အောက်မှအင်္ဂလိပ်များကိုအပေါ်စီးမှမြင်နေကြရသည်တတော်ကျိုးဝိုင်းပက်လေတွင်ချောင်းကလေးကလည်းတတွင်တွင်စီစဉ်နေသည်မကြခင်မှာမုတ်တုံဝင်တော့မယ်အဲ့ဒီအခါအပင်တွေကအပွင့်တွေပွင့်ကြမယ်အသီးတွေလည်းတိကျလိမ့်မယ်ဟူမမကပြောပြသည်အဲ့ဒီအသီးတွေကိုကျွန်တော်တို့စားလို့ရမှာလားမမဂျော်နီကမေးလိုက်သည် မစားတာကောင်းပါတဲ့တားရဲ့ဟုမမကဆိုသည်မမမျက်နှာမှာဝမ်းနဲ့ကြည်ကွင်းနေပုံရသည်ပြီးတော့မမပြင်မလာမချင်းကောင်းကောင်းမွန်မွန်နေအကြီးတွေ ပြောတာနားထောင်လို့ဆိုပါတယ်လူစားရင်တွေမေးစရာမေးခွန်းတွေပေါ်လာသည်မမကဘဲကူသွားမှလဲပြီးတော့ငါတို့ကဘာကြောင့်ခွန်မသွားတာလဲမမသွားရမယ်ခကြီးကရောလုံးဂျုံစိတ်ချရပါမလားကျရင်တဲ့ငါတို့ကရော သို့တော့ထုံမမေးပဲရင်ထဲမှာပင်တင်လိုက်ပါသည်ကလေးတို့ကအခုအားရှိလာကြပြီပြီးတော့အရေးကြီးတဲ့အချက်တစ်ချက်ကဘီနင်းကိုအခုကင်းတွေက ပြန်သိမ့်လိုက်ကြပြီမမကစကားဖြတ်ထားသည် စကားပြန်ဆက်တော့ကမမအတန်သည်ဝမ်းနေကြည်ကွေးနေသည်မှာတိတာလာပါသည်အခုနေရတဲ့နေရာမှာမမအတွက်နေစရာမရှိပါဘူးကွယ်ဟုဆိုသည်ထို့နောက်မမကအိမ်မပြေးခဲ့ကြစဉ်ကသူ့လက်ဝတ်လက်စာများယူခဲ့ကြ ထူရတနာများထဲမှကျိုးပါသောနီလာနဂတ်ကိုဘီလင်းသို့တွားရောက်ပြီးဘဝတစ်တခုကိုထူထောင်ကြမည်ဟုဆိုသည်မမကသူအမြန်ဆုံးပြန်လာမည်ဖြစ်ကြောင်းဒီဒီချင်းဘီလင်းသို့ပြန်ရ၌လမ်းလျှောက်ကြရမည်မဟုတ်ဟုပြောပြသည်မမမရှိသည့်အချိန်တော်တွင်ထထကသူတို့ကိုစောင့်ရှောက်ထားလိမ့်မည်ဟုလည်းဆိုသည်မမအဲ့ဒီလိုမတော်ပဲသူတို့ကိုနောက်ထပ်အချိန်နည်းနည်းလောက်ပူနေပေးရစီလို့ပြောရင်ကိုမဖြစ်နိုင်ဘူးလား ဂျော်နီက သူ့အယူအဆကိုပြောသည်။ကူညီတယ်ဆိုတာအတိုင်းအတာရှိတယ်သား။သူများအကူအညီကိုလိုအပ်တာထက်ပိုမယူသင့်ဘူး။ဒေဒီပြန်လာတဲ့အခါကျမတို့ဘယ်ရောက်နေကြလဲဆိုတာ तू ဘလို့သိနိုင်မှာလဲ။မမကဘီးလင်းမှာကျမတို့ကဒီမှာလေ။လူစားကပူပန်စိတ်နဲ့မေးလိုက်ခြင်းဖြစ်တော့လေ။မမနှလုံးသားကို ထိကြိုက်သွားဟန်ရှိသည်။မမမျက်ရည်ဝဲတက်လာ၏။မစိုးရင်မှနဲ့တမီးရဲ့ မမတို့သူ့မိတ်ဆွေတယောက်ယောက်စီမှာရောက်နေလိမ့်မယ်ဆိုတာသိမှာပါခဏအကြာတွင် ကရင်အုပ်စုတစုကမမကိုလာခေါ်ကြသည်ဘီလင်းတို့သွားကြမိသူများပင်ဖြစ်သည် လူစားခြေထောက်များရုတ်တရက်အားရင်ကုန်ခန်းသွားတကယ်တို့ခန်းစားလိုက်ရသည် မောင်နှမတို့တောကောင်းအိမ်ပေါ်ဝမှာနေ၍မမထွက်ခွာသွားသည်ကိုကြည့်နေကြသည်မမကိုကြည့်ရတာစက်တရေရှိလိုက်တာပန်းနူရောင်အင်ကြီးကလေးနဲ့ ကိုကိုမမတ်ထားပြီးလမ်းလျှောက်သွားတဲ့မမဟန်ကမန်ပါတယ်။တဖြည်းဖြည်းဝေးသွားတဲ့မမကတောအုပ်စီကို တိုးဝင်သွားပါပြီ။နားဆင်နေကြသူများရှင်။အခုပပြလိုက်တာကတော့မေဘမစာအုပ်ရဲ့အခန်း9ပဲဖြစ်ပါတယ်။နောက်နေ့မှအခန်း10ကိုဆက်လက်ဖပြသွားပါဦးမယ်။စောင့်မျှော်နှဆိုင်အားပေးပါဦးရှင်။